မေတ္တာနှင့်ကိုပါတနေ့ရွာပတ်လေတွင်တောင်ကြရီများ အစင်းကြံသဖြင့်ရွာသားများစုဝေးပြီး ရေစီးကြောင်အစင်းစင်စီစင်းစေက ရေကိုမကြမ်းစေပဲရေရင်ပါဖြင်းရင်းစွာရွာထဲမှဖြစ်သွားနိုင်ရန်လှုပ်အားပေးဝန်ကျူကြသည်ရခင်နှအိမ်သားရှိသေးသောအချိန်တွင်သာသနာပြုအခွင့်အရေးမှ တရွာလုံးအသုံးပြုရန်မေတ္တာပြရေပိုက်သွေတန်းပေးလူခဲ့တော်လေရေမှာတမတ်ချိန်အမီး မရောက်ရှိနိုင်ဖြစ်နေသည်ရေပေးလွတ်သူအဖွဲ့ပြန်လည်ပံ့ပိုးမှုအားနည်းခြင်းကြောင့်ဖြစ်သည်သာသနာပြုအဖွဲ့မှတရွာလုံးအိမ်ရှိအယောက်တွေ့တန်းပေးပြီးဖြစ်တော်လဲအလှဲ့ကျရွာသားအိမ်မှရေပါအပိတ်ဖွင့်မလုချင်သောကြောင့်ရေအချိန်မီမရောက်နိုင်ခြင်းဖြစ်သည်ရန်ဖန်ရန်ခါမိမိရေပေးရမယ့်နေ့ကိုမေးပြီးလေထဲဆင်းသွားမိခြင်းလဲကြုံရသဖြင့် တအူးနှစ်တအူးအခြေတင်စကားများကြရသည်သည်တနေ့နန်းနက်စောစောအချိန်တွင် ရေပါလာဖွင့်ပေးသောအတော်တအူးကခြံဝမှဖျားเจ้าတကားဖွင့်ပေးရန်အော်ခေါ်နေသည်ဆာရဲသူမှလည်းအထူးဆန်းဖြစ်နေပြီးတကားကိုဖွင့်ပေးလိုက်သည်ဆရာကြီးဆရာလည်းရေသာလှုပ်ခဲ့တာရေကမရတလှဲ့ရတလှဲ့ဆိုတော့ကျမတို့လည်းအားနာနေပြီအခုတော့ရေဖွင့်ပေးရေးကော်မတီလုပ်လိုက်တယ် ဩကောင်းတာပေါ့ဗျာအတော်တို့ခုလိုလုပ်ဖြစ်တာ ကောင်းတာပေါ့စနစ်တကျဖြစ်တာပေါ့ဟုတ်ပါတယ်အခုရေးဖွင့်ပေးမယ့်မိသားစုကိုစံတအိနဲ့ငွေသား2000စုပေးကြတယ်လीဒီမိသားစုကလည်းအခြားအလုပ်လုပ်ဆရာမလိုတော့ဘူးပေါ့ကျွန်တော်လဲတစ်လ9000ထပ်ဖြည့်ပေးလိုက်ပါမယ်ရေးအကျိုးကခန်းစားခွင့်ရှိသူသာခန်းစားရတာအတော်ကြီးနောက်တစ်လအကြာတွင်ရေးမရတော့ပြန်ရေးပါးကင်အိမ် ပြောင်းလဲလိုက်ကြတော့လေဒုံရင်းကဒုံရင်းပင်ပြည်တနာမှာ ရေဖွင့်ရေပိတ်ပြုတ်လို့ပေးသူမိသားစုကို အချို့ကရေပေးမှဆင်ရတော့မိသားစုခု မတူမတန်ဆက်ဆံပြီးသည့်ကိုမခံနိုင်၍ဖြစ်သည်ဤတွင်ငโกရင်းအလုပ်ဖြစ်သောတစ်ဝါခုတ်သော အလုပ်ကိုသာပြန်လည်လုပ်ကင်ကြတော့သည် ရေပါးကင်အလုပ်ကိုဆက်လက်မလုပ်ကင်ကြတော့ချေဘုပြူရာနေ့တွင် ထိုအကြောင်းအရာကိုယုံကြည်သူမိသားစုများကဆိုလာကြတယ်။တို့ရဲ့ဆရာတွေကယွာကို ရေရစေချင်လို့အကုန်ကြခံလို့ပေးတာတောင်သူတို့ကအခုလိုတိမ်နဲ့တိမ်တွက်ကပ်နေကြရင်နောက်ဘာများကုန်ရင်ပေးချင်အောင်မလဲ။ဟာအဲ့ဒီလိုလုံးပြောပါနဲ့။ပညာပါတဲ့စကားကိုပြောတတ်ရမယ်။မေတ္တာတရားဖြင့်နှုတ်ကိုမြှုပ်တတ်ရမယ်နော်။ဒါမှကျွန်တော်တို့ရဲ့ပေးကမ်းခြင်းကအဆုံးထိရောက်ပြီးအောင်မြင်မှာ။ ဘလို့မျိုးနဲ့ဒီကိစ္စကိုဖြေရှင်းကြရင်ကောင်းမလဲဆိုတာဖျားသခင်စီမှာဉာဏ်ပညာတောက်ခံကြရအောင်အခုလှုပ်ဆောင်ချက်ကရွာကိုမေတ္တာပြပြီးလှုပ်ပေးနေတာမအောင်မြင်သေးသေး၍ကျွန်တော်တို့ရဲ့မေတ္တာစေတနာကအလကားဖြစ်နေမှာအဆုံးထိပြီးမြောက်မှသာဖြစ်မှာစုလဲတောင်းစဉ်းစားကြဖို့ဒီပေးဝေရေးကိစ္စကိုဆူတောင်းကြရင်နောက်ဆုံးမှာဖျားเจ้าဝန်ကလေးတို့မိသားစု၅ဦးအခြားရွာမှပြောင်းလာကြသည် သူတို့မှာရွာတွင်ဆွေမျိုးမရှိကြ။တိုးတော့ဖျားเจ้าဝေယဝိစာကိစ္စများတွင်အမြဲတစေကူညီအစေခံလျက်ရှိကြသည်။ဖျားเจ้าလည်းဗမ်းမှန်တပင်များတိုးပွားလာလေသည်။ဖိုးခဆန်လည်းမယူ။မေတ္တာဖြင့်ရေသွေးချင်းကိစ္စကိုပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်ကြသည်။ဖျားသခင်ပို့ဆောင်လိုက်သောမိသားစုဟုအသိဝင်အချို့ကတတ်သိခံကြသည်။ဆာရေးသူမှလည်းမေတ္တာဖြင့်အချားရွာမှကူးလာသောမိသားစုဟု မြည်ပေးထားသည်အဆိုပါမိသားစုသည်စိတ်ရှိသည်ရွာသားများကိုကျေးဇူးပြုသည် မာနမကြီးရေပေးဝေခြင်းအလုပ်ကိုနှိမ့်ချသည်ဟုလည်းခံယူထားယခုမှရွာ၌ယုံကြည်သူ အင်ချေ7လုံးရှိလာပြီဖြစ်သည်မေတ္တာသည်စိတ်ရှိတိုက်ကျေးဇူးပြုတိုက်မေတ္တာသည်ဂုဏ်ပြန်ခြင်းမရှိဝါကြွားခြင်းမရှိမာနမရှိတက်ကောခန်းချစ်သုံးအခန်းငယ်လေးသောကုကု